လာမယ့် international break ကို premier league အဆင့်1အဖြစ်ကြိုဆိုရတော့မယ်အာဆင်နယ်တကယ်ကိုမှလက်ခုတ်ဒီဂုံပြူရလောက်တဲ့အတင်းတတင်းကိုအတင်းဖို့လို့ပြောတာမဟုတ်ဘူးပရီးမီးယားလိပွဲစဉ်ငါကံပြီးသွားတဲ့အချိန်တော့ကျွန်တော်တို့ကလက်ပေါဘူးနဲ့ငါးမတောင်ပြတ်နေခဲ့တာအဲ့ဒီအချိန်တွင်ကျွန်တော်တို့ဒီတကယ်ကိုထိုက်တဲ့ challenger အဖြစ် ထိုက်တရီမှာပြင်းနေတဲ့လက်ပေါက်မှုရှုံးခဲ့တယ်။မန်ချက်စတာစီးတီးနဲ့တည်ကြခဲ့တယ်။ဘင်မက်ပွဲစဉ်တွေတော်တော်များကျွန်တော်တို့ဒီရာသီအစမှာကန်ခဲ့ရတယ်။အဲ့မှာကျွန်တော်တို့ကပရီးမီယာလိပွဲစဉ်၅ကန်ပြီးသွားတဲ့ချိန်မှာကျွန်တော်တို့က7မှတ်လက်ပေါက်မှုက15မှတ်။ဒါပေမဲ့ပရီးမီယာလိပွဲစဉ်6ပရီးမီယာလိပွဲစဉ်9မှာလက်ပေါက်မှုအသင်းနေနဲ့ခရစ်စတယ်ပဲလီနဲ့ချဲစီတို့ကိုရှုံးလိုက်တဲ့အချိန်အာဆင်နယ်ကအဲ့ဒီအနေထားမှာနယူကာဆယ်ကိုခံပတ်နဲ့ပြင်မိနိုင်တာရယ်ဝက်ဆိုင်းယူနိုက်တက်ကိုကိုယ်အင်ကွင်းမှာအကောင်းဆုံးလက်စားချေနိုင်တာရယ် အာဆင်နယ်အတွက်ဆိုရင်အရန်လွယ်ကူခဲ့တဲ့ပွဲတော့မဟုတ်ဘူးဒါပေမဲ့ကိုလုံးစီယာရှီကလုပ်ပြီးအခုလက်ပါဘူးကိုတတ်မှတ်ဖြတ်ပြီးတော့ international break ကိုအာဆင်နယ်ကအဆင့်တစ်နဲ့ဦးဆောင်သွားခဲ့တယ်ဟာမင်းတို့အဆင့်တစ်ကိုတမလီနဲ့တာပြီးရောက်တာဒီလောက်တောင်ပျော်ကြလားဆိုရင်ကျွန်တော်တအားပျော်တယ်ဘာလို့လဲဆိုတော့အသင်းမှာရှိတဲ့ကစားသမားတွေအားလုံးတို့ဆိုဒါကလုံးဝ motive ပဲနောက်ကနေလိုက်ပြီး pressure ပေးတယ်ဆိုတာကအသင်းတစ်သင်းအတွက်ဆိုရင်တော့တွန်းအားတစ်ခုဖြစ်တာမှန်ပေမဲ့ထိတ်ဆွမ်းနေဦးဆောင်တဲ့အသင်းတစ်သင်းကလည်း ိုလုံးစီရရှိတာလုတ်ပိုင်ခွင့်ကိုကန်တရားကိုကိုစီရင်ပိုင်ခွင့်ဆိုတဲ့အနေထားကအဲ့ဒါအစစ်တစ်အသိနေမှာရှိတယ်။တခါကျရင်တချို့တွေပြောတာဗောလေအစစ်တစ်မှာရှိတဲ့အသိကအရန်ပရက်ရှာများတဲ့နောက်ကအသိရင်တောက်လျှောက်ပရက်ရှာပေးရဘာညာဟုတ်ပါတယ်။ဒါပေမဲ့အစစ်နှစ်မှာရှိတဲ့အသိကပေါ်ပါလွန်းနေလို့လည်းမဟုတ်ဘူးအရှိမအမှတ်ပြတ်မသွားဘူးတဲ့နောက်ကတောက်လျှောက်ဖိအားပေးရတယ်အဲ့တော့ကျွန်တော်ကတော့အဆင့်တစ်နဲ့အဆင့်နှစ်ရွေးမယ်ဆိုရင်တော့ကျွန်တော်ကပို့ပြီးတော့စတောင်းဖြစ်တယ် ိုလုံးရင်လုံးနိုင်တဲ့လောက်ရှေ့လဲရောက်မယ်ကို့တရားကိုစီရင်ခွင့်ရမယ်အဆင့်တကူကျွန်တော်ကပို့ပြီးတော့သဘောကျတယ်ရှေ့ရသည့်အာဆင်နယ်နဲ့ဒီရသည့်အာဆင်နယ်ဘာတွေကွာခြားသွားလဲဆိုတော့ကျွန်တော်တခုချင်းစီထောက်ပြမယ်လူရင်ကတောင်းတင်းလာမှုအဲ့ဒါလုံးဝတရားရာဂိုင်းလုံးအရန်အရေးကြီးတဲ့အရာရှေ့တရားသည့်နှစ်ရသည့်မှာတော့အာဆင်နယ်တည်းရဲ့ကောင်းမင်းညွမစ်ဆိုတဲ့ကစားသမားစီ၁၀ယောက်ပဲရှိတယ်အရန်ကောင်းတွေနောက်ထပ်ကောင်းလာပါကျေစုဝင်လာမယ်ကစားသမားစီတဦးနဲ့နှစ်ဦးကြားအဲ့လောက်ပဲရှိတယ်တော်တော်အရန်ကစားသမားတချို့ဝင်လာတယ် ဩဒီတိုင်းမဲ့ပွဲပြီးတော့မှဘာမှဖြစ်တော့ဘူးဆိုတော့ခံစားချက်ပဲရှိခဲ့တာဒါပေမဲ့ဒီရသည့်အာဆင်နယ်တင်းကအာတီတာကြိုက်တဲ့သူကိုပွဲထုတ်အရန်ဥမာတကယ့်ဥမာအတင်းရဲ့တန်ဖိုးတင်ပြီးစော့နေမဲ့ကစားမ၄-၅ဦးတိရှိတယ်မနေ့ကဆိုလေကစားသမားကောင်းတွေထပ်ပြီးထည့်တာပဲဇူအီမန်နီလိုကစားမမျိုးတွေအီတန်ဝန်နီလူးဝစ်ကယ်လီမာတီနယ်လီတကယ့်ဥမာအတင်းအတွက်တောက်လျှောက်ကောင်းကောင်းလေးဟန်တယ်လုတ်ပြီးအရှိကိုတင်ပြီးကစားနိုင်မြဲကစားသမားကောင်တွေထပ်ပြီးတော့ဖြည့်သွားတွေ့ရတယ်။ဒါကဘာလဲ။အဲ့ဒါအသင်းရဲ့ squad တက် အသင်းတသင်းကလုံးဝလူရင်းအားတောင့်တင်းလာတဲ့အခါနီးပြအနေနဲ့ဂိမ်းပလန်နေမျိုးရွေးချယ်လို့ရတယ်။ပြိုင်ပွဲသင်းမောပန်းတဲ့အချိန်မှာပို့ပြီးတော့ပါဝါကောင်းတဲ့ကစားမကြီးထပ်ထည့်ပြီးတော့အနိုင်ရလက်တစ်ခုပုံဖော်လို့ရတယ်။ဒါအသင်းတသင်းရဲ့စကွတ်တက်ရှေ့ရာသီနဲ့ဒီရာသီမှာမတူတာအာဆင်နယ်သင်းဒီအန်ဒရီဘာတာရဲ့ကြိုးစားအထုတ်မှုအသင်းဘုတ်ဖွဲ့ရဲ့လမ်းဖွင့်ပေးမှုနဲ့အိုက်တာရဲ့တောင်းဆိုမှုတွေပေါင်းစုံလိုက်တဲ့အခါကစားမ၈ဦးဖြည့်ခဲ့တယ်။အဲ့ဒီ၈ဦးမှလည်းပယ်ရိုဟင်ကာဘေးကလွင်ကျန်တဲ့ကစားမကြီးအားလုံးတော်တော်များလက်ရှိအချိန်မှာတုံးလို့ရနေပြီ။နောက်တစ်ချက်ကစားသမားတွေရဲ့စိတ်ပိုင်းဖြတ်မှု အရင်တော့အာဆင်နယ်ကြံခဲ့တဲ့ဆယ်စုနှစ်တွေ့ရပါလေကစားသမားတွေက quality ကောင်းတယ်ကစားကွက်တစ်ခုလည်းရှိတယ်သို့တော်တစ်ခါကျရင် supply နဲ့ပတ်သက်ပြီးတော့ဒါရောင်းလို့မဆွဲစိတ်ပိုင်းဖြုံမှလိုအပ်ချက်ရှိဟိုးအရှိတော့ senior level ကြီးတွေကျွန်တော်ပြောတာမဟုတ်ဘူးဒီ2012နောက်ပိုင်းကစားသမားတချို့ကိုကျွန်တော်ပြောတာစိတ်ပိုင်းဖြတ်မှုစာလောင်မှုရောင်းယူခြင်းစိတ်ပြိုင်ဘက်အမှားမင်းဖြစ်နေချိန်မှာကြော်တက်ဖို့အတွက်အခွင့်အရေးယူနိုင်မှုအဲ့ဒီဘိုင်းတွေမှာတော့လိုအပ်ချက်ရှိခဲ့တယ် သူတို့စော်ကားတာမဟုတ်ပြီမဲ့ကျွန်တော်တို့ရားသိတဲ့ဆူဖလားတွေမရခဲ့တာအသင်းငယ်တချို့ပါတက်ပြီးပရီးမီးယားလိယူသွားတဲ့နှစ်တွေရှိခဲ့အဲ့ဒီကာလတွေမှာအာဆင်နယ်ရဲ့စိတ်ပိုင်းဖြတ်မှုဆူဖလားတွေယူဖို့အတွက်စာလောင်မှုတွေကတော့မေးခွန်းထုတ်စရာဖြစ်ရှိတယ်ကျွန်တော်တို့အာဆင်နယ်ဖန်တွေကတော့အသင်းရဲ့ကစားကွက်လေးကိုကြည့်ရတာလှနေတဲ့အတွက်တချို့ပိုင်းလေးမှာတိတ်ပြီးမထောက်ပြဖြစ်ဘူးဆိုပေမဲ့အသင်းနေတဲ့တကယ့်ကိုစာလောင်ပြီးတော့ရအောင်ယူမယ်ဆိုတဲ့စိတ်ကတော့ အခုဘက်နှစ်ဒီမှာပိုပြီးမြင်မာလာတာတွေ့ရတယ်။ကစားသမားတွေကိုယ်တိုင်ကလည်းစိတ်ပိုင်းဖြစ်မှုဘလောက်တော့ကောင်းလဲဆိုရင်ဒီအသင်းစုဖလားမရမချင်မထွက်ဘူး။စာချုပ်တတန်တိုးမယ်။အဲ့လောက်ထိကိုဖြစ်သွားတာ။ဆိုလိုချင်တာကဒီခီးကိုရောက်အောင်သွားမယ်။ဒီခီးမှာစုဖလားတစ်ခုကိုရပြီဆိုတော့မှငါတို့သွားကျင်တဲ့ငွေကြီး ါတို့သွားကျင်တဲ့အသင်းတစ်သီးကိုထွက်ခွာသွားမယ်ဒီအသင်းမှာတော့ငါတို့နာမည်ရအောင်ချိန်ရထားခဲ့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကစားသမားတွေစရုပ်သက်တမ်းတူးတယ်။ဦးဝေးမကြီးနဲ့ဂီဘီယံမကာကြီးနဲ့ဝီလန်ဆာလီဘာလိုကစားသမားမျိုးကြိုက်တဲ့အသင်းကိုသွားလုံးဝရှယ်ဝလာစာပီပီခေါ်မယ်သီးနေတပုံကြီးဒါပေမဲ့အာဆင်နယ်မှာဘာကြောင့်ဆက်နေလဲဒီအသင်းရဲ့အခြေခံအုံမြင့်ကောင်းတယ်ဒီအသင်းပိဋိသတ်တွေတော့သူတို့အမှတ်တရကောင်းနေလှုပ်ချင်တယ်ဆူပလိုက်ယူပေးချင်တယ်ဒီနေ့မှာဝီလန်ဆာလီဘာပြောရတဲ့စကားလေးကအရန်လှတယ် စုဖလားအောင်မြင်မှုတခုခုမရဘဲနဲ့ဒီသင်းတွေထွက်ခွာသွားမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုစုဖလားမရဘဲနဲ့အသင်းတွေထွက်ခွာသွားတဲ့ကစားသမားတွေကိုဘယ်ပြိတ္တမှလည်းကြာရှည်သွားတတိယနေမှာမဟုတ်။အဲ့တော့စုဖလားရမှသူထွက်မယ်လို့ပြောတာဖြစ်တယ်လို့စုဖလားရသည်ဖြစ်စီမရသည်ဖြစ်စီဒီသင်းမှလည်းဆက်ရှိသွားနိုင်။စုဖလားတွေတောက်လျှောက်ရလေလေဘယ်တခြားသင်းသွားတော့ဒီသင်းမှပဲဆက်ပြီးနေရဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့ဒီသင်းမှဒီကစားသမားတွေဟိုးလုံးတွေကထန်းတင်ပေးကြရတဲ့ဘူရန်ပီတွေဖြစ်တဲ့အတွက်အဲ့တော့ဆာလီဘာနေနဲ့အသင်းအတွက်အောင်မြင်မှုကြီးကြီးမားယူပေးပြီးနောက်မှာ နောက်တစ်သိန်းကိုထွက်ခွာတော့ဘူးဆိုတိတ်ပြီးမကျိန်းသေးဘူးဒီမှာပဲဆက်ရှိနိုင်တယ်။ဘာကြောင့်လဲဆိုတော့ကိုသွင်းပြီးဒီ logo လေးကိုတားငုတ်ပြီးအောင်ဝဲခန့်တဲ့ပြည်သူသားကြီးဖြစ်နေကြတာဖြစ်တဲ့အတွက်အဲနောက်တစ်ချက်အာဆင်နယ်တင်းရဲ့ဒီယာဒီခန်စစ်ကတော်တော်လေးကို strong ဖြစ်သွားတယ်။ကျွန်တော်ပေးကို၃ကိုပဲရှိတယ်။အဲ့ပေးကို၃ကိုမှာတေကန်ဘွားနေပေးလိုက်တဲ့ကိုက၂ကိုရှိတယ်။အဲ့ပေးကို၃ကိုမှာဆိုရင်လည်းအာဆင်နယ်တင်းနေတဲ့ဒီမန်ချက်စတာစီးတီးအသင်းလို့ပွဲစဉ်မျိုးတွေနယူကာဆယ်လို့အသင်းပွဲစဉ်မျိုးတွေ လီဗာပူးလိုမျိုးတကယ် free kick ကောင်းတဲ့အသင်းရဲ့ပွဲစဉ်မျိုးတွေအဲ့မှာကျွန်တော်ကိုးပေးလိုက်ရတာအဲ့ဒီ3ဂိုးထဲမှာမတေကန်ဘောက2ဂိုးနောက်တစ်ဂိုးကအာလင်းဟာလဲလိုမျိုးဒိဋ္ဌိကျတက်စစ်ကစားမတူသွင်းသွားခဲ့တာအဲ့ဒါလို့ရင်အာဆင်နယ်ကဒီယာတီမှာသွင်းဂိုးက14ဂိုးရထားတယ်ပေးဂိုးက3ဂိုးပဲရှိတယ်ခန်းစစ်ကအရန်စတောင်းဖြစ်တယ်အဲနောက်တစ်ချက်ကတော့ပြိုင်ဘက်အမှားကိုခွင့်ရယူနိုင်မှု ကျွန်တော်တို့ကာဆင်နယ်ပွဲစဉ်မှာရှုံးသွာလောက်ဖို့အထိတော်တော်လေးနှီးဆက်ခဲ့တယ်။နောက်ကျအနိုင်ကိုတွေနောက်ကျချေပါကိုတွေကျွန်တော်တို့အနိုင်သုံးမဲ့ရခဲ့တယ်။ဝက်ဆိုင်းယူလိုက်တဲ့အသင်းရဲ့ပွဲစဉ်လည်းအရင်ယူလွယ်ကူခဲ့တာမဟုတ်ဘူး။ရတဲ့အခွင့်အရေးတွေကနေကျွန်တော်တို့နှစ်ကိုးပြတ်နဲ့နိုင်ခဲ့တယ်။အမှတေကန်ဘောတဘောပါခဲ့ပေါ့လေ။အဲကြောင့်ပြိုင်ဘက်ကခရစ်စတယ်ပဲလီကိုရှုံးတယ်၊ Chelsea ကိုရှုံးတယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့ငါးမက်ပြတ်တဲ့ဘွားကနေပြီးတော့၆မက်ပြပြဘွားဆူဆောင်းပြီးတော့ပြိုင်ဘက်နှစ်ပွဲရှုံးတဲ့အချိန်မှာတမက်ပြန်ပြီးတာဝါခဲ့တယ်။တကယ်ကိုဂိမ်းကချိန်သွားခဲ့တာ။ အဲကြောင့်အဆင့်တစ်နေရာကိုရောက်ဖို့အတွက်အာဆင်နယ်ဒီပွဲတိုင်းကိုနိုင်အောင်ကြိုးစားခဲ့ရပြီးတော့အဆင့်တစ်ကနေအဆင့်နှစ်ကိုပြန်ပြီးဆင်းခဲ့ရတဲ့လီဗာပူးကကြတော့သူတို့အနည်းဆုံးနှစ်ပွဲကိုသူတို့အမားလုခဲ့သူဖြစ်သွားတယ်။ဒါတော့ထားပါ။ဒီအဆင့်တစ်မှာအာဆင်နယ်ရောက်နေဆိုတာလေကိုယ့်ရဲ့ကြိုးစားအထုတ်မှုနည်းနည်းလေးရော့ရတယ်ပြန်ဆင်းရမှာ။ထောက်လျှောက်ပြန်ပြီးတင်ပြီးကစားသွားရမှာ။ ရီးမားလီကိုလူကျင်လာလားချန်ပီယံလီကိုလူကျင်လာလားဆိုတာကတော့လက်ရှိလူစီးရင်စုဖွဲ့မှုရသောအာဒါကောင်းကောင်းလေးစီမံသွားနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။နှစ်ခုဆုံးရရင်တော့ပိုလိုချင်တာပေါ့။ဒါပေမဲ့အလန့်ကျဲအလင်မလက်ဖို့လေလိုအပ်တယ်။လူစီးရင်စုဖွဲ့မှုကောင်းလာတာမှန်ပေမဲ့တချို့ကစားသမားတွေကျတော့ဒီအထက်မှာအသားကျဖို့တော့အချိန်နည်းနည်းတော့ပေးရအောင်မယ်။နောက်ဆုံးတစ်ချက်ကတော့အရင်ကြီးကြီးဆုံးပဲ။နီးပြရဲ့ရင်းကျက်လာမှုအာဒါအနေနဲ့ တချို့ပိုင်းလေးမှာကျွန်တော်အားမရတဲ့ပိုင်းလေးရှိတယ်ဆိုရင်မဲ့တေချာစမ်းကြည့်ရင်အာဆင်နယ်အခုဒီဘက်ခက်မှာလူတစ်လုံးသူတစ်လုံးပြင်ပြီးဖြစ်လာအောင်လှုပ်ပေးတဲ့နီးပြလို့ပြောရင်မှမအောင်အာဒီဒါအာဆင်နယ်ကိုရောက်မလာခင်တုန်းကဦးနိုင် MBA တို့ဂျားကယာယီနီးပြအောင်နဲ့အာဆင်နယ်ကဝလဲကန်ပြဿနာတွေမှာတောင်းပြောင်းနဲ့ပွဲတော်ပွဲနိုင်အောင်တော်တော်ပျော်နေရတဲ့ဘဝဖြစ်တာဥရောပဝင်ခဏထောင်းပွဲတော်ပွဲနိုင်ပြီဆိုတော်တော်လေးပျော်ရတဲ့ဘဝဖြစ်ခဲ့တဲ့အနေအထားဖြစ်တာဒါပေမဲ့အိုက်တာပြန်ရောက်လာတဲ့အသင်းရဲ့အတွင်းမှာ လေးလံထိုင်မှန်ပြီးတော့ပေးဆက်ကစားလို့ချိန်မရှိတဲ့ကစားသမားတွေကိုရှင်းထုတ်တယ်။မလုံးမရှုပ်မပြုတ်တွေကိုရှင်းထုတ်တယ်။သူ့တက်ပေးဆက်ကစားခြင်းရဲ့ quality တွေကိုသူစပြီးစုတယ်။ဆော့ဆာချင်းမှာကောင်းမွန်ညွန့်ပေးဆက်ကစားသမားတွေဝယ်လို့မရတဲ့အနေထားမှာသူ့အနေနဲ့ဥရောပဝင်တစ်ခုရားနိုင်လောက်တဲ့ကစားသမားရင်းမြစ်တွေစပြီးစုတယ်။နောက်ဆုံး Manchester City မှာအကြလို့ပြောလို့ရတယ်။ Champions League ဝင်ဝင်ဥရောပဝင်ဝင်တစ်ခုခုလောက်တော့ပဲတင်ပြီးကစားလို့ရလောက်တဲ့ quality တချို့သူရအောင်ဝယ်တယ်။အဲ့ဒီကကစားသမိုင်းနဲ့သွားရင်နောက်ကြတော့မှတကယ်ကောင်းမွေး new base ဆိုကစားသမိုင်းတွေကိုချန်ပီယံလိဝင်ရတဲ့အချိန်မှာဝယ်ယူစုဆောင်းတယ်။ Timber တို့ Declan Wright တို့ Raya တို့ခိုင်ယာဘတ်တို့ Color Fury Mickey Main တို့ဒီဟာဒီမှာဆိုလဲကစားသမိုင်း၈ဦးထိအတင်းကတဖြည်းဖြည်းနဲ့ဟာချလောင်းဆိုပြီးဖြစ်လိုက်တာမဟုတ်တဖြည်းဖြည်းနဲ့အဲ့လိုမျိုး strong ဖြစ်လောင်းဖြည့်စည်းရချန်ပီယံလိဝင်မရခင်တုန်းက quality တရန်နဲ့ကစားသမားတွေစပြီးစုခဲ့ရတာမှန်ပေမဲ့ champion league ဝင်ရတဲ့အချိန်မှာတော့ကောင်းမင်းယူနိုက်တက်ကစားသမားတွေစုလာခဲ့တယ်အခုသတင်းကြပါတယ် Julian Timber နဲ့ Declan Rice ကိုလည်းတက်တန်းတို့ကိုပြင်ဆင်နေတယ်အခု Arsenal သင်းရဲ့ process တွေကအရန်ကောင်းတယ်2028ခုနှစ်ကြီးစာချုပ်ရှိတဲ့ကစားသမားတွေစပြီးစုနေလာပြီ2029ကစားသမားတွေမှာဆိုရင် Martinelli, Bukayo Saka ပဲရှိတယ်ဂျေဆုပေါင်ပြီးပေါ့လေအဲ့ကစားသမားတွေလည်းတက်တန်းတိုးတော့မှာပါဂျေဆုနဲ့မာတင်နယ်လီတတင်းအောင်တိတ်မကြသူစာကကိစ္စတော်လေးပြီးသွားပြီထင်တယ်အဲ့တော့အာဆင်နယ်အသင်းနေဒီယာဒီမှာ ယူနိုက်တက်ကိုနိုင်ခဲ့တဲ့ပွဲစဉ်ကကလင်းရှစ်လီးယူနိုက်တက်ကလည်းငါးကိုးပြတ်နဲ့ကလင်းရှစ်ဖော်ရက်စ်ကို၃ကိုးပြတ်ကလင်းရှစ်ဝက်ဆန်ကို၂ကိုးပြတ်ကလင်းရှစ်အဲ့ဒီ၄ပွဲမှာအာဆင်နယ်ကကလင်းရှစ်ရခဲ့တယ်ခုနှစ်ပွဲကံပြီးအချိန်မှာ၄ပွဲကလင်းရှစ်ရတယ်ကျန်တဲ့၃ပွဲကလည်းဘင်မတ်ပွဲစဉ်၂ပွဲနဲ့နျူကာဆယ်လိုမျိုးသူတို့အိမ်ကိုအရန်ကောင်းတဲ့ပွဲတွေဒါကြောင့်အာဆင်နယ်သင်းသွားနေတဲ့ဥစ္စာဒီကျွန်တော်အနေနဲ့တချို့အားနည်းချက်လေးထောက်ပြတာမှန်ပေမဲ့အသင်းကတော်တော်လေးဥမှာဒီရာစီမှာ perfect ဖြစ်လာတာတွေ့ရတယ်အခုကျွန်တော်တို့ international break ပြီးသွားလို့ session နေကံပါက full hand နဲ့ လန်ဒန်တာကြီးပဲအဲ့လို့ဆိုအလဲလဲအတင်းတိုင်းကတော့ခက်ခဲမှာပဲဒါပေမဲ့ဖလားလို့ကျင်တဲ့အတင်းတင်းဆိုရင် တော့ကိုဘလောက် strong ဖြစ်လဲဘလောက်ထိပြိုင်ဘက်ကိုရမ်းမဖြတ်ထားနိုင်လဲအစင့်တနေရာမထက်ဘလောက်ထိ tight တန်လဲဆိုတော့တော့တောက်လျှောက်ကျိုးသွားသွားဖို့လိုအပ်တယ်ညနိုင်ပွဲနဲ့တူတူဘူကောက်အစားကလည်းပြီးမြလိပွဲပေါင်း200မှာ twin go ဖန်တီမှုစုပေါင်း100ပြည်သွားခဲ့ပြီ go 55ကိုဖန်တီမှု45ချိန်အဲ့တော့ အာဆင်နယ်တင်းဒီယာဒီမှာ record တွေအများကြီးပဲမနေ့ကနှစ်နှစ်ဆက်ရှုံးသားပါတယ်ဆိုတော့ဝက်ဆန်ကိုနိုင်နေအင်ဂွီးမှာနော်နှစ်နှစ်ဆက်ရှုံးသားတာနယူကာဆယ်လိုမျိုးကံရက်ခတ်ပါတယ်ညစ်တယ်ဆိုတော့အသင်းကိုလည်းအနိုင်ကန်တယ်စီတီလိုအသင်းမျိုးတော့မှအာဆင်နယ်ကိုခက်စစ်ပိတ်ပြီးဆော့သွားပြီးတော့လီဗာပူးလိုအသင်းမျိုးနဲ့ပွဲစဉ်မှာတော့မှလှပလုံးနဲ့ free kick ကြောင့်သာမဟုတ်ရင်ကျွန်တော်တို့ဒီပြပြဦးကရှုံးခဲ့မှာမဟုတ်ဘာပြောပါဒီနှစ်မှာအာဆင်နယ်ဆူပလာတစ်ခုကိုရပါစီဆိုပြီးကျွန်တော်လည်းဆန္ဒပြုပါတယ်အာဆင်နယ်ပရီးမီးယားလိချန်ပီယံလိ တခခုရခဲ့သည်ရှိတော့ကျွန်တော်ဂရုံတုံးပြီးတော့အောင်ပွဲခံပါမယ်အဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောင်းရမ်းဖြစ်ကစားကြည့်ဆိုတော့ဘိုင်ဘာဖုန်းတို့တညကို646 463တိန်နဘတ်တညကို9593ခေါင်းရောင်းနေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဒီနေ့ည Premier League ပွဲစဉ်တွေလည်းရှိပါသေးတယ်ကျွန်တော်စီမှာအကောင့်ဖွင့်ပြီလားဆုံးမဲ့သူတွေအားလုံးကိုလည်းနွေးနွေးထွေးထွေးကြိုဆိုပါရစေကျွန်တော်ကိုယ်တိုင်အေဂျင့်လုပ်ပြီးတော့လက်ခံပေးနေပါတယ်ဘောလုံးပွဲတွေမစော့တိုင်တော့ YouTube မှာကျွန်တော်ကိုကြည့်ပြီးတော့အားပေးလို့ရပါတယ်ခင်ဗျာ